ပူဇော်ဖို့ရင်အတွက်မလုပ်ရမလဲအတနာခံစာရေးကြမေတ္တာရက်ခံကြလူကြီးတွေကိုမေတ္တာရက်ခံစာရေးပေးကြခွန့်လို့ဖို့ဟာအတွက်နော်ခွန့်လို့ဖို့ဟာခွန့်လို့ရခွန့်လို့ပေးလို့အရာရှိတယ်ခွန့်မလို့လို့မပေးနိုင်တဲ့အရာရှိစင်ရင်မရှိအေးမရှိကိုပေးချင်တဲ့နေရာပေးကိုလုံးချင်တဲ့နေရာမှာပဲဓာတ်ပုံလေးရိုက်ဘောပေးရေးမစိုးအပင်မခံထားတဲ့ပြိုက်တာဆိုတဲ့သူတွေကိုလည်းဒါမှလုံးဝရှိတယ်ကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့မြင်အောင်ကြည့်တင်ပါမယ် ဟယ်လိုချားရမီဝပီတူညကိုမော်ရမာများအားလုံးမင်္ဂလာပါ News Beat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ10ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မနေတဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့ဒေါ်လန်သတင်းထုတ်သတင်းကောင်းတွေနဲ့ဘောမရက်ကွက်ကြေကွက်လာမဲ့တွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဗီဒီယိုကိုကြည့်ရမှာပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုကိုကျွန်တော်တို့စာဆိုကြည့်ရှုပေးကြရတဲ့အတန်းပါနော် ဟယ်လိုချာရမီဘာပီတူညိုကိုမော်မာမားအားလုံးပဲမင်္ဂလာပါ news speech channel ကနေပြန်မပြန်လဲချိုးဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ10ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့အိုးပြပြတော်လန်သတင်းထိုးတွေနဲ့ဘူမာရေကွက်ရဲ့ခြေကွက်လမ်းတွေတဲ့ချိန်မှာမို့လို့ကျွန်တော်တို့ဗီဒီယိုဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့အယုံဆုံးနေနဲ့ခားတဲ့လိုပဲတော်လန်သတင်းတိုလေးတွေချိန်လိုက်ရအောင်နော်ပထမဆုံးသတင်းတပိုးအနေနဲ့ကတော့ပကံဘူချို PDF ဖွဲ့ကတင်ပြမဖမ်းမိခဲ့တဲ့စစ်ဆေးဘူကြီးနိုးဟာဆိုတော့ တပြေးတွေတာဖြစ်တဲ့ supremacy ကောင်စီထောက်ခံသူတွေကနေပြီးတော့ Telegram လူမှုကွန်ရက်ဆမ်းမြေနာတွေပေါ်မှာဝါဒဖြန့်ရေးသားမှုတွေပြုလုပ်လဲရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ယခုကဲတော့ PDF တွေရဲ့ဖမ်းဆီးမှုခံခဲ့ရတဲ့တနပြုတ်ဘူကြီးစုထွကျော်နဲ့ညီညီမျိုးစုတွေအဆိုရင်မေလ18နေ့ကစတင်ပြီးတော့စစ်တပ်ဘက်ကနေပြီးတော့ခွင့်မဲ့ပြစ်ကွက်ခဲ့သူတွေဖြစ်တဲ့ supremacy သူတို့ပြောဆိုထားတာဖြစ်ပါတယ်။ခွင့်မဲ့ပြစ်ကွက်ပြီးတော့ကျောက်ဘက်ကိုထွက်သွားတာဆိုရင် PDF တွေနဲ့ဥပုံဖို့တာဖြစ်တဲ့ supremacy သတိမှားတွေကိုအများဆုံးတင်ပြီးတော့စစ်တပ်ထောက်ခံတဲ့ကျော်စွာရဲ့ပေါ့နော် Telegram မှာရေးသားထားတာပဲဖြစ်ပါတယ်။ အဲ့ဒါပြင်ဘူကြီးဆိုထွတ်ကျော်နဲ့ညီညီမျိုးစုတွေကဆိုတော့ငွေကြေးရှုပ်ရှင်းတဲ့လူမျိုးပြည်တနာတွေကိုရှောင်ပြေးလို့တဲ့အတွက် PDF တွေနဲ့ပူပေါင်းခဲ့တယ်ဆိုပြီးတော့မှအကောင့်အနေနဲ့ဆက်လက်ပြီးတော့မှရေးသားထားတာပဲဖြစ်ပါတယ်။ပုဂံဘူချိုဖွဲကတော့ကျွန်တော်ဖန်ဆီးရမိတဲ့ပါနော်။ဒီစစ်ကောင်စီဘူကြီးနှုတ်နဲ့ပတ်သက်ပြီးတော့မှတက်ဆိုင်ရာပုဂ္ဂိုလ်ဖွဲ့စည်းတွေထဲမှာလလွဲအထားတာပြီးတော့မှသူတို့နဲ့ပတ်သက်တဲ့အချက်လက်တွေကိုခုဆိုရဲစစ်စစ်မြင့်မြတ်မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ရန်ကုန်မြို့တကုံမြို့တက်တောင်ပိုင်းမြို့နယ်တရားရုံးမှာတဆွဲနေထိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအဝေးပြစ်လောင်ချာနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ည9:00နာရီကျော်ပြူတွေကကင်းပတ်တာတွေပေါ်တာဆွဲတာတွေရှိနေတော့ညကတိုက်ခိုက်ခံရတဲ့နဲ့ပတ်သက်ပြီးတော့မှတိတ်မတိကြဘူး။နေရာကနည်းနည်းလမ်းလာလဲပါမယ်ဆိုပြီးတော့မှတောင်မြောက်လမ်းဆောင်ကြီးမှာနေထိုင်သူသူကနေပြီးတော့မှပြောဆိုထားဖြစ်ပါတယ်။တရားရုံးမှာတဆွဲနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပေမဲ့တကုံတောင်ပိုင်းမှာဆိုတော့ လမ်းပိတ်စစ်ဆေးမှုတွေမရှိဘဲနဲ့တိုက်ခတ်ခံရမှုကိုတရင်ဖုံးထားတယ်လို့လည်းကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ရန်ကုန်အာမီကနေပြီးတော့မှဒီလိုမျိုးလောင်ချတွေနဲ့ပြစ်ခတ်ခဲ့ပေမဲ့စစ်ကောင်စီလော်ဘီတွေကနေပြီးတော့မှသူတို့တိုက်ခတ်မခံရဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ဝါဒဖြန့်ပြောဆိုမှုတွေရှိနေတာဖြစ်ပြီးတော့မှကျွန်တော်တို့မကြခင်မှာတော့စစ်ခွေးရဲ့အသေးဆုံးစင်းနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျွန်မကတော့ ရဲဘော်ချန်လင်းနေပြီးတော့မှအခုတော့ကျွန်တော်တို့ပြည်သူတွေကြားထဲမှာတော်တော်လေးဟောဖြစ်နေတဲ့ခိုင်နေဝင်တဲ့ဂျွန်လင်းဖန်ဆီးခိုင်တဲ့ကိစ္စတွေရဲ့ပြီးတော့မှအရင်ကပေါ့နော်ဒီငွေကျပ်29သိန်းမလွယ်မိတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ရဲဘော်ချန်လင်းဘယ်လိုမျိုးသတင်းတွေပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်မီလာ26ရက်နေ့ဂျွန်လင်းကဒါခိုင်နေဝင်အနေနဲ့ဒါမှားလွှဲလာတဲ့အလူငွေ29သိန်းကိုချက်ချင်းပြန်လွှဲသင့်ကြောင်းဝေဖန်ရေးသားမှုကနေတော့စတင်တယ်လို့သိရပါတယ် လူပိတပြီးပြီတစ်ချိန်ကအရန်လေးစားတယ်ငါတို့မလုပ်နိုင်မသွားနိုင်တဲ့နေရာတွေကိုသူပြင်ပန်းခံလုပ်နိုင်တယ်ဆိုပြီးတားလေးစားခဲ့တယ်အခုတော့29သိန်းကျော်ဒီကြေရက်မှာဒီလောက်အသေးစိတ်ရှင်းပြတာတော့မျက်နှာပြောင်တိုက်ပြီးဝန်ထမ်းကတစ်မျိုးအမျိုးမျိုးဆိုပြီးတော့တခုတော့တိထားစီခြင်းပါတယ်။နက်ပြီကြွချင်တဲ့သူကသူ့ဖာသာသူလွတ်လန်းရှာပါလိမ့်မယ်။ဈေးကုတ်ပြီးတော့နက်ပြီကိုဒီတက်ခိုင်းရလောက်အောင်တီလာတွေမိုးပချုပ်စီခြင်းဘူး။ တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကိုတရားဝင်ဖွဲ့စည်းတဲ့အဖွဲ့အစည်းကဝင်စစ်လို့ရတယ်ဆိုတာသိစေခြင်းတယ်လူတွေကခက်ပြဲပြတိုင်းကြောက်ရအောင်မင်းမဲ့တိုင်းပြည်လည်းမဟုတ်ဘူးလို့ဂျွန်လေကသူ့ရဲ့လူမှုအပြင်ဆိုရှယ်စာမျက်နှာမှာမေလ26ရက်နေ့ကရေးသားခဲ့တာပါဆိုတော့ဒီလိုရေးသားမှုကြောင့်ပဲခိုင်နင်းဝေဟာအကျန်းဖက်စစ်ခွေးတက်နဲ့ပေါင်းပြီးတော့ဂျွန်လွင်ကိုဖမ်းဆီးခိုင်းလိုက်ခြင်းဖြစ်ပါတယ်ဒါဟာလက်ရှိအကျန်းဖက်စစ်ခွေးအုပ်ချုပ်ခံနေရာတွေမှာရှိနေတဲ့ သူပြည်ရဲ့နေ့နေ့ညပြဒီလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာပေါ်မှာသူရေးကားခဲ့တဲ့အချက်အလက်ဒီအချက်လက်ကဖန်စီစစ်စေးခံရလောက်တဲ့အခြေအနေအထိဂျုံလင်းလဲမှန်းစာထားမှာမဟုတ်ဘူးဒါပေမဲ့လည်းအကျန့်ဖက်စစ်ခွေးတက်နဲ့ပေါင်းနေတဲ့ပရိတ်တမျက်နှာပုံးဆွတ်ထားတဲ့အဲ့အမေများရှင်ခိုင်နှင်းဝေဟာ ူဟာဘလူလူမျိုးလဲဆိုတာကိုရုံလုံးပေါ်စီခဲ့တဲ့လုံရက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ပြောတာကျွန်တော်နိုင်ငံအတွင်းမှာတကယ်တမ်း pride လောက်ချင်တာလားတကယ်လိုအပ်တဲ့နေရာတွေကျွန်တော်တို့လက်ချင်းချိတ်ပြီးတော့လိုက်လံပို့ဆောင်ပေးပါမယ်။ဟာလာငလင်းလှုပ်သွားတယ်အခုကျွန်တော်တို့မိုးရသည့်အစမှာပဲဒါမိုးကြီးလေထန်တဲ့အတွက်အထုနေရာတွေမှာရေတွေမြုပ်သွားတယ်။ကျွန်တော်တို့တိုင်းသားနေနေတွေမှာတိုင်းရင်းသားကလေးငယ်တွေနဲ့မိသားစုဝင်တွေကနေ့စဉ်ကျွန်မဖက်စစ်ခွတ်တဲ့ရဲ့ဘုံကျဲတစ်ဖက်ချင်းခံနေရတာဖြစ်တယ်။ငလင်းချောင်းတိတာထက် ရဲဆက်ဆက်ဘုံချက်တစ်ဖက်မှုတေးတဲ့စရင်ကယနေ့အထိပုံပုံများနေဇဲပါအဲ့ဒါခိုင်မာတဲ့တသက်ရှိပါတော့ဒါဆိုရင် pride လုတ်ပါတယ် pride လုတ်နေပါတယ်ကလေးတွေကိုဒါကုညီကယ်ဆယ်နေပါတယ်လူသားချင်းစာနာထောက်ထားတဲ့စိတ်တွေရှိပါတယ်ဆိုတဲ့အဲ့ဒီသူတွေဟာဘာကြောင့်ကျွန်တော်တို့တိုင်းရင်သားကလေးငယ်တွေနဲ့အတူတူမရက်တည်တာလဲတိုင်းရင်သားဆိုတာကအခုပါတယ်နော်ကျွန်တော်မြင်ပါမြန်မာကချင်ကရင်ချင်းမွန်ရခိုင်ချင်းစသည်အပြင်အကုန်ပါတယ်ဆိုတော့ရန်ကုန်နေပြီးတော့မန်းလေးမှာပဲကွက်ကွက်ပရိုက်တာလုတ်လို့မရဘူး လူသားချင်းစာနာထောက်ထားမှု pride တာလုပ်ငန်းကိုကျိုးစိုးအနစ်နာခံပြီးတော့သူတစ်ပါးရဲ့အကျိုးအတွက်ပြီးဆက်မဲ့သူတွေဆိုတော့ခေါက်ခေါက်မျက်ရည်ကန်ထိုးပြီးတော့ရလာတဲ့ပတ်စံကိုဘုံပြီးတော့မှစင်းမရှိအင်းမရှိကိုပေးချင်တဲ့နေရာပေးကိုလုံးချင်တဲ့နေရာမှာပဲဓာတ်ပုံလေးရိုက်ဘဝမပေးရေမစိုးအပင်မခံထားတဲ့ pride တာ ဆိုတဲ့သူတွေကိုလည်းတစ်ကမ္ဘာလုံးမှာရှိတယ်ကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့မြင်အောင်ကြည့်တင်ပါတယ်ကျွန်တော်တို့နိုင်ငံဟာဒီအာနာရှင်စနစ်အောက်ကမလွတ်မြောက်နိုင်သူဘယ်သူမှပရိုက်တာလုတ်ပိုင်ခွင့်ကိုပြည်ပြည်ဝါလုတ်ဆောင်နိုင်မှာမဟုတ်ဘူးကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့လူကောင်းသူကောင်းပရိုက်တာတကယ်ကိုလုတ်ခဲ့တဲ့သူတွေကျွန်တော်ပြောပြီးသားကြောက်ကြောက်ငှက်ပြောက်ပြောက်ခဲ့ရတယ်နိုင်ငံတကာမှာပတ်ပြေးပြီးတော့ရှောင်တိတ်နေရတယ် သူတို့ဟာသူတို့အာနာရှင်အလိုအကျလုံနိုင်တဲ့သူကိုပဲလုတ်ခွင့်ပေးတာဒါကြောင့်ဒီလူတွေဟာ pride တက်လို့မဲ့လုတ်တာမဟုတ်ဘူးအခုဂျွန်လင်းဘာမဟုတ်တဲ့ရေးသားမှုလေးနဲ့အမှန်တရားကိုပဲပြောဆိုမှုအဲ့ဒီပြောဆိုမှုကိုသူမကျင်တတ်တော့အကြမ်းဖက်လူသက်ကောင်တွေနဲ့ပေါင်းပြီးတော့ဂျွန်လင်းကိုဖန်ဆီးခိုင်းလိုက်ပါတယ်နင်ဘာလုတ်ချင်တာလဲနင်ဘာပြောချင်တာလဲငါဟာအကြမ်းဖက်အုပ်စုနဲ့ပေါင်းထားတဲ့ကောင်နင့်ကိုအချိန်မီဖမ်းနိုင်တယ်ဒါတော့ရေဘောရှယ်လဲနေပြမပါဘောနော် ဂျွန်လင်ဖန်စီခရက်ကိစ္စနဲ့ပတ်သက်ပြီးတော့မှအကြောင်းပြောဆိုထားတာဖြစ်ပြီးတော့မှတချို့တလေတွေကနေပြီးတော့မှလည်းဒီဂျွန်လင်ကဆိုတော့ကျတို့ဒီတော်လံပြချန်ကချန်ချန်ကနေပြီးတော့မှသူ့ရဲ့ထုတ်ကုန်တွေနဲ့ပတ်သက်ပြီးတော့မှတုံ့ဆွမှုတွေရှိတဲ့အတွက်ကြောင့်မလို့ဖန်စီခရရတဲ့ဆိုတော့ပေါ့နော်ပြောဆိုမှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်ဘလို့ပဲပြောပြောကျတို့ခိုင်နေဝေးရဆိုတော့ကျတို့လေးသူငယ်တွေကိုဒီဆောင်းရှောက်မှုတွေလှုပ်ဆောင်ထားပေမဲ့တစ်ဖက်မှာကျတော့ pride သမားတွေနဲ့ပူးပေါင်းပြီးတော့မှ အခုဆိုရင်စပေးရှောင်းတွေနဲ့ပေါ့နော်စစ်ကောင်စီရဲ့လိုကြတွန်းနေပြီးတော့လိုတန်းပေးမှုတွေများစွာလုပ်နေတာပဲဖြစ်ပါတယ်ဒါတွေကိုချီးချားဖြစ်ကျွန်တော်တို့ပြည်သူတွေကလည်းပြီးတော့ဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်ဆိုတော့လည်းအခုချိန်ကလေးကသိရှိနေတာမလို့ပေါ့နော်ခိုင်နေမှုရဲ့တေးဥမာဆိုတော့တဖြည်းဖြည်းပေါ်နေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်ပြည်သူတွေကလည်းပြီးတော့ခိုင်နေဝေပေါ်ဝင် Brighton မှာတွေအားလုံးကိုမြန်မာပြည်နဲ့စပေးရှောင်းကလေးငယ်တွေကဆက်လို့လိုတန်းပေးချဖို့မေတ္တာရက်ခံတောင်းဆိုထားကြတာပြီးတော့တနေရာထက်ကိုပြီးတော့ပေါ့နော်ဒီလိုမျိုး Brighton ခံပြီးတော့လှုပ်ဆောင်နေကြတာကိုမင်းမျိုးနေတာပဲဖြစ်ပါတယ် ဒီကြောင့်နေပတ်သက်ပြီးတော့မှကြည်နေကြတဲ့မြို့ပါပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပြခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါရစေ။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမပြောင်းကြရင်ပြီးတော့မှ NUG PDF တပ်ဖွဲ့ဝင်တွေကိုပြည်သူတွေအထင်မြင်လွှဲအောင်ဘယ်လိုမျိုးပြောင်းလဲပြောင်းစားပြောဆိုနေလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နောက်ထောင်ကြည့်လိုက်ရအောင်နော်။အာ PDF တွေကတဲ့ဗျာနော်ဟိုမန္တလေးမြေကြီးနားလမ်းပေါ့နော်သွားနေတဲ့လမ်းကြောင်းမှာခင်ဗျားတို့အဲ့ဒီတိုင်းဒီပေါ့ပြည်သူကိုချစ်ပါတယ်ဆိုပြီးတော့ပြည်သူကိုဒုက္ခပြန်ပေးနေတော့ PDF တွေအဲခင်ဗျားတို့သိစေချင်တယ်ပေါ့နော် အဲ့တော့မန္တလေးညကြီးနားလမ်းသူ့လမ်းကြောကနေပြီးတော့ကားလမ်းကနေပြေးမသွားမင်းနဲ့ကုန်ကားတွေအားလုံးကိုဘဲကသွားလဲဆိုကွင်းလမ်းကပြေးသွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးရုပ်သံဖိုင်တွေကျွန်တော်အများကြီးပါဗျာနော်ရုပ်သံတွေကအစားကျွန်တော်ထုတ်ပြလို့ရပါတယ်အဲ့တော့ကွင်းလမ်းကပြေးသွားတဲ့ခါကျတော့ကားတွေကပြက်လမ်းတွေကပြက်ကုန်တွေကပုတ်သွိုးအဲ့လိုမျိုးတွေဖြစ်ပြီးအဲ့ကွင်းလမ်းမှာဘသူတွေကဈေးရောက်လဲဆိုရှင် PDF တွေကဈေးပြန်ရောက်နေဈေးရောက်နေမိန်းမတွေကလောက်ရောက်နေဆိုရှင်ကြောက်တလုံးနဲ့စီစန်းလေးကိုတဲ့အဲသမင်းတစ်ပွဲကိုတပေါင်းကျော်ပေးရတယ်နော်တပေါင်းတပေါင်းဘယ်လောက်တော့သူတို့ပေးရဆိုလည်းပဲနော်ပြီးတော့ကြောက်တလုံးကအဲ့မှာတထောင်ဖြစ်နေပြီအဲ့နောက်ထပ်ကို ပြည်သူကိုပြန်ဒုက္ခပေးနေတယ်မင်းတို့ PDF တွေနော်ဒီတော်လန်ရေးအုပ်စုတွေပါဆိုတဲ့သူတွေလည်းခင်ဗျားတို့ခင်ဗျားတို့ယွံ့ကြအောင်တော်တော်လေးရောယွံ့နေပြီနော်ပြည်သူတွေကတော့တော်တော်ယွံ့နေပြီယွံ့နေမျိုးဆက်ပြောနေတာနော် PDF 10ရောက်ဆိုလို့ရှိရင် KIA တယောက်အုပ်ချုပ်ပါလေတဲ့ရွှေဘူအထက်ကနေပြီးတော့မြေကြီးနားကိုတက်တဲ့လမ်းရယ်နော်မန္တလေးမြေကြီးနားလမ်းရယ်နော်အဲ့တော့ PDF တွေကလည်းတကယ်ကျွံ့နေပဲနော်မင်းတို့တွေလည်းနိုင်ငံကိုပြန်ဒုက္ခပေးနေတယ်အဲ့တော့ကောမောင်နေနဲ့အခုတလောမှာတက်နဲ့ပတ်သက်ပြီးတော့ပဲဝေဖန်မှုတွေများနေတာပါနော်အဲ့တော့ PDF နဲ့ NUG ကိုဘာကြောင့်မို့လို့ဝေဖန်လဲဆိုတဲ့ခါကျတော့ ဝေမန်လို့အဆင့်မရှိတော့ဝေမန်လို့အဆင့်မရှိတော့အဲ့တော့သူတို့မှာပါလဲဆိုတော့ PNG PDF အုပ်စုဆိုတာကတနည်းအားဖြင့်ဒီ EAO တွေပေါ့ဗျာနော်ဒီဖိချက်မိစားကောင်းချက်ကောင်းစားဒီလက်နက်ကင်တွေရဲ့ကြုံပေါ်ရမှာရှိတော့ဒီ EAO တွေနဲ့ကိုဝေမန်လိုက်ချင်းဟာဒီ NG အုပ်စုပါတစ်ခါလည်းပါသွားပြီနော်အဲ့ဒါကြောင့်မလို့ကျွန်တော်တောင်းတဲ့ဒီ PDF တွေကို PDF နဲ့ NG အုပ်စုတွေကိုကျွန်တော်အနေနဲ့ဝေယမှုမှာနည်းနည်းလေးအားနေနေရတော့ရှိတယ်ဒါပေမဲ့အခုဒီကိစ္စမှာတော့ပြည်သူတွေရကကျွန်တော်စိတ်မကောင်းဖြစ်နေပြီတော်တော်ဒုက္ခရောက်နေပြီเนาะအဲ့တော့ဒီကိစ္စမှာအဓိကတော့ဗျာเนาะခင်ဗျားတို့ရဲ့ဒီတက်ကလည်း ရှင်းလင်းမှုတွေမဆောင်ရွက်နိုင်တာကိုအဓိကအာပြောရမှာပါเนาะဟုတ်ပြီနောက်တော့တောင်မူတန်တော်ကြီးလမ်းပိုင်းပေါ့ဗျာเนาะတောင်ခွင်တန်တော်ကြီးလမ်းပိုင်းသွားရင်ဒါမှမသွားလို့ရှိရင်တော့အဲ့မှာတက်တည်ရှိရဒီတက်တည်ကတက်ထဲမှာပဲနေပြီးတော့တဘုံကလုံးဝအခုဒီ KNU PDF တွေကလမ်းကြောကိုလုံးဝပိတ်ထားပြီးတော့တစ်ပင်တွေလည်းပိတ်ထားတယ်တနတ်တွေနဲ့စောင့်နေပြီအဲ့တော့လုံးဝဒီရိတ်ခါတွေဖြတ်တဲ့ခါမှာပြည်သူလူထုတောင်မှအခုမြေစာပင်ဖြစ်နေပြည်သူလူထုကဆန်6ပြည့်ပဲတည်လို့ရတယ်နော်စိုက်ကယ်နဲ့တနိုင်တစ်ပိုင်းတည်လို့ရတယ်ပြည်သူတွေလည်းဒုက္ခရောက်နေအဲ့တော့ပြည်သူကလည်း ဒီတောင်တမ်တောင်ကြီးလမ်းပိုင်းကတပုံးလေးကိုတမင်ကမွေးမြူနေတဲ့လမ်းလားလို့မေးမေးလို့ရတယ်။မင်းနေကြပြီပေါ့ဗျာနော်။အဲ့တော့တက်တဲ့အားလုံးကလည်းတက်တီမရှိတာလား။တရေဘောကြောင်တာလား။ခင်ဗျားတို့ဟိုပြောရင်နိုင်ငံနဲ့ပြည်သူကိုဟလာပြည်သူကိုကောက်ွယ်တာပြည်သူကိုကောက်ွယ်။ကိုယ့်ကိုယ်ကိုယ်တော်ကောက်ွယ်လို့မရတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်။အဲ့တော့ခင်ဗျားတို့ကိုဘယ်သူ့ကိုပြည်သူကယုံကြည်လို့ယုံကြည်ရမလဲမသိဘူးဖြစ်နေပြီနော်။ပြောင်းကြတော့တဲ့ကိုပြောလိုက်တာနော်။စစ်ကောင်စီတပုံးတွေဘယ်နေရာမှာတုံ့ဆန်များတော့ဘူးပြည်သူတွေကလည်းမယုံတော့ဘူးဆိုပြီးတော့မှသူကိုယ်တိုင် ဝန်ခံပြောကြားတော့တဲ့ပြမကျန်ဖက်လိုရတွေကိုဥဆောင်ပြီးတော့လှုပ်ဆောင်နေတဲ့စစ်ကောင်စီတပ်အနေနဲ့ကတော့မိုးမရွက်ရဲ့ယုံကြည်မှုတွေလည်းမရရှိတော့တာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ဒီရဲ့အထက်ပြောမှာပြမှာဆိုတော့မြန်မာပြည်သူတွေပေါ်မှာကျွန်တော်တို့ NUG နဲ့ကြံတဲ့ PDF တိုင်းတိုင်းခိုင်တဖို့နဲ့ပြီးတော့မှအနိုင်ကျင့်မှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပေါ်ပေါ်လေးဆိုပြီးပြောဆိုထားတာပြီးတော့မှတကယ်တမ်းကျတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ကြည့်ရတဲ့ပြည်တော်မှပြည်သူတွေဆက်နေအများဆုံးဝင်ရချင်းချောက်တောက်ခံနေတာလည်းကျွန်တော်ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်နေနဲ့အရေးချုံပေါ်ကူတော့နေပြီးတော့မှဇော်ပိန်ဖန်ဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘောမရုတ်ခိုက်လေးတွေတော်တော်လေးကိုပေါက်ကွဲနေလို့ပါနော်။သူဘလုံးပြန်ပြေတော့မှတုံ့ပြန်ပြောဆိုထားမလဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။အကုန်လုံးကိုလည်းဥစဉ်တော်အနေနဲ့ပြောပြီးနောက်ဆုံးပြောပြီးပဲဥစဉ်ကိုတော့ပြပြောရတဲ့လူတွေရှိတာပဲပြောမှာပဲလေ။လူတို့မျက်စိထဲမှာဥစဉ်ကအပြစ်လုပ်ထားလို့နေမှာပေါ့။ပါဇက်ပါတာပဲပြောမှာပဲအမြင်မလို့ဒါနဲ့ဥစဉ်ကကိုယ်ကပြန်ပြန်ပြန်ပြောတယ်။ပြောတယ်။နောက်ဆုံးကြတော့မပြောချင်တော့ဥစဉ်လဲ။ဟုတ်လား။ပြောအချင်းချင်းနေလေ။ ဘသူကဝင်တာမှာလေခုဘက်ကပဲဝင်တာမှာပဲကြည့်လေငစီတို့ဘာတို့ဟိုအတော်တော်များများတင်ကြတယ်ဗျာဘဘိုးကြီးနန်းရွန်းနဲ့မှာထုတ်ခါရတာအကြိတ်ခါရတာဘာခါရတာညာခါရတာသူဖူးရောင်းနေရပဲတိုင်တို့တော့ပဲအော်တူတူကပဲလူစီးတန်းကြည့်နေတဲ့ပုံစံအထိုးလည်းမခံပါဘူးအရိုက်လည်းမခံပါဘူးအဲ့ကိုစောဘိုးကြီးနဲ့အတူပါသွားတဲ့တကားတယောက်ရှိတယ်အဲ့ကိုကျော်စိုးရဲ့ကြီးသူဆိုဘာအပြစ်မှမရှိဘူးနော်ဘာအပြစ်မှလည်းမရှိဘူးမရှိဘူးခဏခေါ်သွားတယ်ပါသွားတာပေါ့ဗျာအနေအနေရှိရသူဆိုတော့နော်အဲ့ဦးစင်းတို့ကကိုစောဘိုးကြီးအတွက်က50 50ပဲ ပူဇော်ဖို့ရင်အတွက်မလုပ်ရမလဲအတဏာကံစာရေးကြမေတ္တာရက်ခံကြလူကြီးတွေကိုမေတ္တာရက်ခံစာရေးပေးကြခွန့်လွတ်ဖို့အတွက်နော်ခွန့်လွတ်ဖို့ခွန့်လွတ်လို့ရခွန့်လွတ်ပေးလို့အရာရှိတယ်ခွန့်မလွတ်လို့မပေးနိုင်တဲ့အရာရှိတယ်အဲ့တော့ဘာပြောပြောကိုယ့်ဘက်ကအတဏာကံစာတွေမေတ္တာရက်ခံစာတွေရေးလို့ရှိရင်နော်လူကြီးတွေလည်းလွတ်ပြေးမှာပါလူကြီးတွေလည်းဟုတ်လားပြန်ပြီးမှစဉ်းစားပြေးမှာပါနော်စဉ်းစားပြေးမှာပါ စန္ဒပြသွားကြတော့ဘာဒိဗ္ဗေနဲ့ပြခိုင်းတယ်လို့တော့မတူဘူးပြနော်ဘာဘာဒိဗ္ဗေနဲ့ပြခိုင်းတော့ဥစဉ်လည်းနားမလဲဘူးတခါတလေဥစဉ်ကပြေပါတခါတွေကိုမယုံဘူးဆိုတာအဲ့လားပဲဗျာနော်တခါတလေလူတိုင်းကိုတော့မဆိုလိုပါဘူးနော်လူကပြေပါရလေဗျာကြည်လို့ရအေးစေးစေးပြောရတယ်ဗျာဒီမားရီကကိုတွေ့လေဗျာဟုတ်လားအဲ့ကြောကိုစောဘုန်းကြီးနဲ့ပတ်သက်ပြီးလွတ်လဲမလွတ်သေးပါဘူးပုံမာလေးဘာလေးညာလေးတတ်ထားတယ်ဆိုတာလေဘာတစ်ခုမှမဟုတ်သေးပါဘူးနော်အဲ့တော့အေးစေးစေးလေးပဲနေပြကြပါနော်ပုံမာလေးတပြေးပါတပြေးစင်တော့ခင်ဗျားတို့ ိုင်ငံတော်အကြီးအကဲတွေကိုမေတ္တာရခံစာရေးရမယ်စဉ်းစားပေးဖို့နော်စဉ်းစားပေးဖို့အတွက်ရေးရမယ်ဘယ်နိုင်ငံတော်ကိုဘသူမှမဖမ်းခြင်းဘူးဘသူမှမခေါ်ခြင်းဘူးဟုတ်လားဘသူမှမဖမ်းဘူးဘသူမှမခေါ်ခြင်းဘူးဇော်ပင်ရတော့ဟိုးဆိုရင်တကောင်ကျွက်လေးနဲ့ပေါ့နော် ဒါရမင်းဆိုင်ရမဲ့ဖြစ်ကိုပေါကရောင်းနေပြီတော့မှသူ့အနေနဲ့ဘာမှမလုပ်ပေးနိုင်ဘူးဆိုပြမတဲ့ကိုပြောလိုက်တာဖြစ်တယ်အဒီချိန်မှာပြပါပေါ့နော်စစ်တပ်ထောက်ခံပါတယ်ဆိုတဲ့တိုင်းဝင်းကနေပြီတော့မှပြည်တွင်းမှာရှိနေတဲ့သူတို့မဘာသာအုပ်စုတွေကိုဒီဇဝင်းဖမ်းဆီးခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီတော့မှစနပ်ပြပွဲတွေလို့ပြေးကြဖို့တောင်းဆိုမှုတွေလည်းရှိနေတယ်ဆိုပြမကျွန်တော်နောက်ထပ်ကြားသိရတယ်ပဲဖြစ်ပါတယ်အရင်တော့ကကျွန်တော်လာရှုမျိုးတိမ့်ပဲတဲ့ချိန်မှာတရုတ်ဆန်ချင်းစန္ဒပြဖွဲ့တွေလုံဆောင်ခဲ့တဲ့ဒီပေါ်ဂရွန်တို့လိုမျိုးအုပ်စုတွေအားဆိုတော့ဒီသူတို့ဘက်တော့ဒါလော်ဘီကြီးဖြစ်တယ်ပေါ့နော်ဇော်ဘင်ဖန်ဆီးခဲ့တဲ့ချိန်ကြတော့မ ရေလုံလုံးပိတ်နေတာပြီးတော့မှအချင်းချင်းထိုးချွေပြီးတော့မှထောင်ထဲမှာနေတာသူ့တပ်ပိုးကောင်းတယ်ဆိုတော့ပျော်ဆုံးမှုတွေထိလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်တော်တော်လေးအောက်တန်းကြာရုံမှာတဲ့ခေါင်းတွေပြီးတော့မှကိုအချင်းချင်းတောင်းပါဘောနော်ဒုက္ခရောက်နေတဲ့အချိန်မှာပြစ်ထားရတဲ့အုပ်စုတွေဖြစ်တယ်ဆိုတော့လည်းတမိသားစုနဲ့ခုကလေးကတိတိနေတယ်လို့ကျွန်တော်ဒီနေ့ကတည်းကထပ်ပြီးတော့မှပြောလိုပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့အဘသမီးတက်ကူမနေပြီးတော့မှဒီစပွင့်ဖန်ဆီးခရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေစပြောထားမလဲဆိုတာကျွန်တော်စပြီးတော့မှကြည့်လိုက်ရအောင်နော် စော်ဖုံးရဲ့မလွတ်သေးဘူးလွတ်တယ်ကတင်းလာအဲ့ဒါပဲတင်းလွတ်စရာရှိရလားမလွတ်သေးဘူးလွတ်တယ်ဒီအဲ့ဒါဒီတအားစိတ်ဝင်စားရနော်တိုင်းပြည်အရေးထက်စိတ်ဝင်စားကြရနော်ပုံရောပြောချင်တာနေမှာနော်စိတ်ဝင်စားတဲ့မီဒီယာများအញ្ញမ်းတည်တာလေတော်တော်များများပေါ့နော်နောက်ကျတော့ဒီဒီမပုတုဟိုပြောဆိုနေတဲ့ဟာလေးတွေပေါ့အဲ့လိုလေးတွေပဲဟိုကျမတို့ဘသူဖြစ်ဖြစ်ကွာစပီကာလုံးတယ်ဆိုတာကဒီလိုမျိုးတွေထွက်ပြောတယ်ဆိုတာကသူတို့ရဲ့ ပတ်စံနေသူတို့ရဲ့ဖုန်းနေသူတို့ရဲ့မျက်နှာတွေသူတို့ရဲ့ဘဝတွေကိုဖိဆက်ပြီးတော့ပြောရတာဟိုအစိုးရကတရားဝင်ဟိုပုံမှန်လင်းလင်းမထုတ်ပြန်ဘူးလေတရင်တွေကိုမထုတ်ပြန်တဲ့ခါကျတော့ကျမတို့တွေကတိတဲ့ဟာလေးတွေကိုအလုံးပေါ့လူတွေစိတ်မပူအောင်လို့ဟိုဓာတ်သွားပေါ်ရနေခုဘက်လည်းမကြောက်ဒီဘက်လည်းမသွားမကြောက်အောင်လို့မျိုးတင်ဆက်နေတဲ့အချိန်မှာတခါတလေချီကျော်လက်ကျော်ဖြစ်နိုင်ပါလေရှင်အဲ့ဒါဟိုဟိုသူတို့မီဒီယာကကျမတို့တွေကိုပုံတင်မှသူတို့ထမင်းစားရတယ်ဖြစ်နေနော် ကျမတို့တွေအဲ့လိုမျိုးပေါ့အခုလိုမျိုးစစ်တပ်ဘက်ကလူတွေကိုပုံတင် YouTube မှာတင်မှသူတို့ထမင်းစားရတယ်ခင်ဗျ။အဲ့ဒါဆိုရင်လည်းကျမတို့ဂျူကြီးနဲ့ထမင်းကိုစားတဲ့အချိန်မှာအေးစစီစားကြ။ဟိုကိုက်ဒီကိုက်အော်ဟစ်ပြီးတော့ဒီကိုစော်ဖိုးအေးမလွတ်သေးဘူးပေါ့မပူတူနဲ့ဟိုဟာနဲ့ဒီလိုကိုက်နေပြီလို့တိုက်နေပြီလို့။ဖះတော်မှဒီဝရက်ရှိသေးရပဲ။ဖះပွင့်လာအောင်ဒီဝရက်ရှိသေးလား။ကျမတို့ကလူတွေလေပုထုဇဉ်လူတွေဆိုတော့အချိန်ပိုင်းရှိနေမှာပဲအတိုက်ခံရလေ။အဲ့တော့သူများဝမ်းသာအောင်အချင်းချင်းတိုက်နေမယ်စား။ ဟိုပါတီးခံပြီးခွန့်လွတ်လိုက်ပါလားတီးခံပြီးခွန့်လွတ်လိုက်ပါလားသူ့ဘာသူဘလို့ပဲဖြစ်ဖြစ်လေဘလို့ပဲလှုပ်လို့တိုက်ပြည်တွေလှုပ်တာအတူတူပဲလေနာမည်ရချင်လို့နာမည်မရချင်လို့ဘလို့ပဲဖြစ်ဖြစ်အခုချိန်မှာတော့တနေရာမှာလှုပ်ပေးနေတာအတူတူပဲလောက်ကိုလောက်ပေးနေတယ်။ဘာလို့လောက်ပေးနေလဲဆိုအခုလိုမျိုးနာမည်တွေကြီးလာအောင်ကျွန်မတို့လောက်တာမဟုတ်ဘူး။ကျွန်မဆိုရင်အခုလိုမျိုးသူများပြောရပါဖြစ်တယ်ညာဖြစ်တယ်ဆယ်လီဖြစ်တယ်ပါစိတ်ဝင်စားဘူး။ဒါပေမဲ့လေကျွန်မလောက်တာမဟုတ်ဘူးလေအဲ့ဒါကိုကျွန်မပြောပဲပြောချင်တာ။ပြည်သူလူထုရဲ့နှလုံးသားထဲမှာရောက်ချင်တာကျွန်မ။ကျွန်မစကားတွေပြည်သူလူထုရဲ့နှလုံးသားလေးနဲ့နားထောင်စေချင်တာ။ အေးအဲ့လိုမျိုးလေးပေါ့အဲ့ဒါကိုကျမဆယ်လီဖြစ်အောင်လုပ်တာမဟုတ်ဘူးဆယ်လီဖြစ်ချယ်လွယ်လွယ်လေးရတကလုံးချုပ်ပြီးပြလိုက်ဆယ်လီဖြစ်လုံးလို့မဟုတ်ပတ်တောင်လုံးသေးတယ်တိတ်ပြီးတော့မနာလို့မဖြစ်နဲ့မနာလို့ဖြစ်နေတယ်အစိအမကြီးဖင်နှလုံးချုပ်ပြီးလာတင်လိုက်ဆယ်လီဖြစ်လုံးလို့မဟုတ်ပတ်တောင်လုံးလေအေးအဲ့လိုမျိုးအချင်းချင်းနေတိုက်ခိုက်နေမယ်စားအခုသူတွေမြူဇမ်းပါတယ်သူတို့ဘောမအချင်းချင်းတောင်းမှာပေါ့နော်ပြန်ပြီးတော့မှစော်နေကြတဲ့အချိန်ပဲဖြစ်ပါတယ်ကျွန်တော်အားလုံးကြားထားတဲ့အတိုင်းပုသူမဆိုတော့ကျွန်တော်ဒီတကုံးမဘွားတော်ကြီးတွေကနေပြီးတော့မှ နိုင်ငံရေးနားမလည်ပဲနဲ့ပေါ့နော်သူတို့တတွင်းယူရင်းပစ္စည်းအောင်လောက်ဆောင်နေတဲ့ဆိုပြီးတော့မှဆွဆွပြောဆိုမှုတွေအထိရှိလာတာပြုံးမှာဇော်ပွဲရပြီးပုဒ်မကလည်းထောင်ထဲကိုဝင်ရတော့မှကိန်းရှိနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးကျတို့ဝမရခွန်းနဲ့ဒီစက်တထောက်ခါနဲ့ပေါ့နော်တတွင်းမီတာစုဝင်ကြတဲ့မှာယူရင်းပစ္စည်းပြီးတော့မှသူတို့ချင်းချင်းပြန်ပြုံးမှာရိုးခက်တဲ့ပွဲတွေလည်းများစွာကြားနေရတာပြုံးမှာဒီချိန်မှာကျတို့တော်လန်ပီတူတွေနဲ့ ကျွန်တော်ရဲပေါ်တယ်စီလုံးညဆန်တဲ့ဒီတော်လည်းမှာထဲထဲဝင်ပူပေါင်းပေါင်းပြီးတော့မှတက်ခဲလိုက်မယ်ဆိုတော့စစ်ကောင်စီအရွယ်လေးပြိုကျနေတာပဲဖြစ်ပါတယ်ကျွန်တော်အလုံးတည်ထားတဲ့တဲ့ပဲ2025ခုနှစ်မှာကုန်ခင်ပါပဲ Fisher Nation စနစ်ပြိုကျနေအောင်တပေါင်းစုတစ်ခုဖွဲ့ပြီးတော့မှဒီဆောက်တိုက်ခိုက်သွားမယ်ဆိုပြီးတော့မှအလုံးကြွေးကြော်နေကြတာဖြစ်လို့ပါနော်ကျွန်တော်တို့မိဘပြည်သူတွေနဲ့ကိုဗစ်နဲ့ရောက်ရောက်ဒီတော်လည်းမှာပူပေါင်းပေါင်းဖို့လွတ်နေပြီဆိုတဲ့ကြောင့်ထားလောင်းပြောကြရတဲ့ ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပီတို့များလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချမ်းနဲ့ညာချမ်းလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။